တတိယကဘာစစ်ဖြစ်ရင်အမေရိကန်တပ်တွေဝင်ပါမယ်ဆိုတော့ထရန့်ရဲ့စကားကယုံရပါမလားဒေါ်နယ်ထရန့်ရဲ့ချင်းချောက်ပြောဆိုမှုတွေကြားတဲ့ကပဲပူတင်ကအပြစ်အပြစ်ခက်ရစေးတဲ့ဘောတင်ချက်ကိုငြင်းပယ်လိုက်ပါတယ်တမရဒေါ်နယ်ထရန့်ကရုရှားကိုနောက်ဆုံးသတိပေးချက်တည်းရဲ့ပေးပို့ခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့အမေရိကန်ကစစ်ပွဲတွေပာဝင်လာနိုင်တယ်လို့ဆိုလိုတာပါဒေါ်နယ်ထရန့်ကယူကရိန်းစစ်ပွဲတတိယကဘာစစ်အဖြစ်ပြောင်းသွားရင် အမေရိကန်တပ်တွေပါဝင်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ Trump နဲ့ Russia သမ္မတဗလာဒီမာပူတင်တို့ရဲ့နှစ်နာရီပြီးပါကြတဲ့တယ်လီဖုန်းပြောဆိုမှုကနောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီချက်ကိုမရရှိခဲ့ပါဘူး။ပြီးတော့အဲ့ဒီတယ်လီဖုန်းပြောဆိုမှုကအပြစ်ခက်ရဲစရေးကိုလည်းအာမခံချက်မပေးနိုင်ခဲ့ပါဘူး။ Russia သမ္မတဗလာဒီမာပူတင်က Ukraine မှာရပ်ပေါင်း30ကြာပြစ်ခက်ရဲစရေးကိုလက်ခံမှုငြင်းဆန်ခဲ့တဲ့တယ်လီဖုန်းပြောဆိုမှုပြီးအင်ကာနေမှာပဲချိန်ဝင်ရှာက ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ။ပူတင်ကထရန့်ကိုအပြစ်ရအပြစ်ရစေးရေးအတွက်ကန့်လှမ်းခဲ့တာပါ။အဲ့ဒါကိုသာလက်ခံမယ်ဆိုရင်ယူကရိန်းရဲ့တာဝဲပစ် drone တွေနဲ့ရုရှားစွမ်းအင်အဆောက်အုံတွေကိုတိုက်ခိုက်ခံရတာကနေအဆုံးသတ်စီမှာပါ။ဒါပေမဲ့အများကသိတဲ့အတိုင်းထရန့်နဲ့ပူတင်တို့ရဲ့အစည်းအဝေးကရုရှားရဲ့အာဏာရှင်ဆက်ဆံလက်ချက်လိုတဲ့ပုံစံဖြင့်ပြန်လည်ပေါ်ထွက်လာတာမျိုးသာဥတီစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာ အမေရိကန်ကအရှိအလေပိုင်းပါဝင်ကမ္ဘာလုံးဆိုင်ရာပြည်ပခောက်တွေကို ဖြည့်ဆင်းရမှာမော်စကိုရဲ့အခန်းကဏ္ဍကိုအတိမတ်ပြုဝေးခဲ့တယ်လို့ဖြစ်ခဲ့တာကြောင့်ပါယူကရိန်းကိုဖယ်ထားပြီးကြီးမားတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ကိုပဲထရန့်ကပဲတူတန်လှုပ်ဆောင်လှုပ်ဆောင်ခဲ့တာကြောင့်ဒီလိုကိစ္စတွေဖြစ်လာခဲ့တာပါအခုချိန်မှာတော့သူကသူ့အမှားတွေကိုပြင်ဆင်ဖို့အတွက်ပဲလာတော့မသိယူကရိန်းစစ်မှာအမေရိကန်ပါဝင်လာနိုင်တယ်လို့ပြောပြီးရုရှားကိုချိန်ချောက်လိုက်ပါတယ် ဒါကအမှန်တကယ်ပဲလားဆိုတာကို မသိရသေးပါဘူးဒီအကြောင်းအရာကိုစိတ်ဝင်စားနေဆိုရင်ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာမအောင်မြင်ခဲ့တဲ့ရပ်ပေါင်း30ကြာအပြည့်ရစရေးသဘောတူညီချက်တမနာထရန်ကရုရှားကောင်းဆောင်ပူတင်နဲ့သူ့ရဲ့အစည်းအဝေးကိုကြီးကြီးကျယ်ကျယ်လုပ်ခဲ့ပေမဲ့ရလဒ်တွေကိုကြီးလိုက်ရင်ဝါကြွားစရာတိတ်မရှိဘူးလို့ထင်ရပါတယ် ဲ့ဒီအစည်းအဝေးမှာပူတင်ကယူကရိန်းရဲ့စွန့်ရင်အခြေခံအဆောက်အအုံတွေကိုရပ်ပောင်းသုံးတဲ့တိုက်ခိုက်မှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်။ဒါကတကယ်ဖြစ်လာရင် အရက်သားတွေအတွက်အနေငယ်သက်သာရရစီမှာပါ။ဒါပေမဲ့ American လူချင်းနဲ့အပြည့်အဝအချွင်းချက်မရှိအပြစ်ခတ်ရဲစရင်တော့အဝေးကြီးပါပဲ။ Trent ကသူရက်တက်နိုင်တယ်လို့အခိုင်အမာပြောခဲ့တဲ့ကြောက်မက်ဖွယ်စစ်ပွဲကတော့ဆက်လက်ဖြစ်ပွားနေသေးပါ။ Trent ရဲ့အစည်းအဝေးမှာပူတင်က ယူကရိန်းကိုလက်နက်ကူညီရေးရပ်တန့်မှသာအပြည့်အဝအပြည့်ခတ်ရစေးကအလုပ်ဖြစ်မယ်လို့ပြောခဲ့တယ်လို့သတင်းရပါတယ်။ရုရှားကငြိမ်းချမ်းရေးကိုလိုလားတယ်လို့ထပ်ခါတလဲလဲပြောပေမဲ့အပြည့်ခတ်ရစေးကိုသာအာရုံစိုက်နေပါတယ်။တက်ဖက်မှာလည်း KF ရဲ့ခုခံနိုင်ငံကိုရပ်တန့်နိုင်အောင်ကြီးရတဲ့အခြေအနေတွေကိုလှုံ့ဆော်နေပါတယ်။သူ့ရဲ့တောင်းဆိုချက်တွေက တခုဟာမဟာမိတ်တွေဟာယူကရိန်းကိုလက်နက်နဲ့ထောက်လန်းရေးနှစ်ခုစလုံးစီးဆင်းမှုရပ်တန့်ပေးဖို့ပါ။ ယူကရိန်းနိုင်ငံသားတွေအတွက်တခုတည်းသောမျှော်လင့်ချက်ကအမေရိကန်အနေနဲ့ဒီအခြေအနေတွေကဘာကိုမှသဘောမတူပေးဘူးပါပဲ။ကီယက်ဖ်ရဲ့ဥရောပမဟာမိတ်တွေကတော့စစ်ရေးကူညီရေးအဆုံးသတ်ဖို့ကိုငြင်းဆန်ကြပါတယ်။ထရန့်ကတော့တနအီကြာဖုန်းပြောဆိုမှုကအတော်လေးအဆင်ပြေခဲ့လို့ပြောပါတယ်။ဒါပေမဲ့လည်းယူကရိန်းစစ်ပွဲအတွက်ဖြည့်ရှင်းသည့်ခြောက်ဝေကိုအမေရိကန်သမ္မတနဲ့ရုရှားကောင်းဆောင်တို့ရဲ့တယ်လီဖုန်းပြောဆိုမှုကအချက်တဲကိုတတ်တာရရအောင်ဘာမှမလုပ်ဆောင်နိုင်မလုပ်ဆောင်နိုင်ခဲ့ပဲ ိုပြီးရှုပ်ထွေးမှုတွေသာဖန်တီးပေးခဲ့ပါတယ်။တယ်လီဖုန်းပြောဆိုမှုရဲ့ထင်ရှားတဲ့တစ်ခုတော့အချက်ဖြစ်တဲ့နှစ်ဖက်စလုံးကတစ်ဖက်ရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုရပ်ပေါင်းသုံးတယ်မတိုက်ခိုက်ဘူးဆိုတဲ့အချက်တောင်အကောင့်ထဲမပေါ်ခဲ့ပါဘူး။ထရန့်ကပူတင်ကိုငိမ့်နေရအောင်စီးယုံနိုင်တယ်လို့ဆက်လက်ယုံကြည်နေပြီးနောက်သတင်းပတ်မှာဆော်ဒီအာရဗျနိုင်ငံဂျက်တာမြို့ကိုကိုယ်တိုင်အဖွဲ့ဆိုလိုပြီးရုရှားဘက်နဲ့ထပ်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြစ်ခတ်ရစရေးကျိုးပေါက်ပြီးနောက်ဖြစ်ပေါ်မှုတိုးတက်မှုတွေ Trump နဲ့ Putin တို့ရဲ့အစည်းအဝေးပြီးမှ Ukraine သမ္မတ Vladimir Zelensky ကပထမဆုံးတုံ့ပြန်ခဲ့ပြီးဘသူကမှစော်ကားနေမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ Ukraine က Putin ရဲ့အစာရင်အတွက်အစာမဖြစ်စေချင်ပါဘူး။ကျွန်တော်ရဲ့ကံကြမ္မာကိုကျွန်တော်တို့မပါဘဲဆုံးဖြတ်တာမှန်တယ်လို့မထင်ပါဘူး။ဒီလိုလုပ်မယ်ဆိုတာကိုဘသူနဲ့မှသဘောတူကြတာမဟုတ်ပါဘူးလို့ပြောခဲ့ပါဗျ။ Zelensky က ထရန့်ဟာပူတင်နဲ့တယ်လီဖုန်းပြောဆိုမှုပြီးသူ့ကိုဖုန်းခေါ်ပြီးပိုရှင်းလင်းတဲ့သတင်းစကားတွေပေးမယ်လို့လည်းဖော်ပြခဲ့ပါတယ်။ပူတင်ကထရန့်ကိုပေးခဲ့တဲ့ယူကရိန်းခြေကံအဆောက်အုံတွေကိုရပ်ပေါင်း30တိမတိုက်ခိုက်ဘူးဆိုတဲ့ကတိအရင်ညကချိုးဖောက်ခဲ့တယ်လို့ဇလန်စကီးကထောက်ပြပြီးရုရှားဘက်ကအပြစ်ခတ်ရစဲရေးကိုကတိပေးခဲ့ပေမယ့်ပူတင်ထရန့်အစည်းအဝေးပြီးနိုင်အနေငယ်အကြမှာသူတို့ရဲ့နေမြေတဲကရပ်သားခြေကံအဆောက်အုံတွေကိုကာမီကာဇဲဒရုန်းတရားကြုံနဲ့ထပ်ပြီးပြစ်မှတ်ထားခဲ့တယ်လို့ပြောခဲ့ပါဗျာ အဲ့ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးရုရှားဘက်ကဘာမှထုတ်ပြန်ချက်မရှိသေးပါဘူး။ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးကသူတို့ရဲ့တိုက်ခိုက်မှုတွေဟာတစ်ဖက်နဲ့တစ်ဖက်ရဲ့စည်ရေးရချဲ့ထွင်လုံမှုတွေအရေးကြီးအဆောက်အုံတွေကိုဖျက်ဆီးဖို့ရည်ရွယ်တယ်လို့ပြောပါတယ်။ရုရှားဘက်ကစတင်တိုက်ခိုက်မှုကြောင့်ဆူမီဒေတာက စေယုံကိုဓာတ်ရိုက်ထိမှန်စေခဲ့ပါတယ်။ဒါ့အပြင်မနေ့ညနေကမြို့တော် KF အပါအဝင်15မြို့တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ အဲ့ဒီနောက်ဇယ်လန်စကီနဲ့ထရန့်တို့ရဲ့တယ်လီဖုန်းပြောဆိုမှုဖြစ်လာခဲ့ပါတယ်။ထရန့်ကယူကရိန်းစစ်ပွဲကတတိယကမ္ဘာစစ်အဖြစ်ပြောင်းသွားရင်အမေရိကန်ကဝင်ရောက်ဆွတ်ဖက်မယ်လို့ပြောခဲ့ပြီးတစ်ဖက်မှာလည်းယူကရိန်းမှာပြစ်ခတ်ရစဲရေးရအောင်ကြိုးပမ်းနေတာတွေဟာအမေရိကန်စစ်တပ်စစ်ပွဲတွေမပအောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ထရန့်ကကျွန်တော်တို့ကိုကြည့်ပါ။ကျွန်တော်တို့အမေရိကန်တွေကရည်စရာကောင်းတဲ့နည်းနဲ့ဒီစစ်ပွဲမှာပါဝင်ပတ်သက်နေတာမဟုတ်ပါဘူး။တတိယကမ္ဘာစစ်ဖြစ်လာရင် အမေရိကန်စစ်တပ်ကပါဝင်လာနိုင်ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့အရာတွေဖြစ်တတ်တယ်ဆိုတာမင်းတို့သိပါတယ်လို့ပြောခဲ့ပါတယ်။ရုရှားကာဝေးဝန်ကြီးဌာနကပူတင်ရဲ့အမိန့်တိုင်းယူကရိန်းရဲ့စွန့်ရဲအခြေခံအဆောင်အုံတွေကိုမတိုက်ခိုက်ဖို့သူတို့လိုက်နာနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်မှာပူတင်ကစွန့်ရဲအခြေခံအဆောင်အုံတွေကိုမတိုက်ခိုက်ဖို့အမိန့်ပေးပြီးနောက်ယူကရိန်းမျိုးနာလာယာစီဥတီပြစ်လွတ်တဲ့ drone ခုနှစ်စင်းကိုအဝေးထိန်စနစ်နဲ့ချက်ချင်းဖျက်ဆီးခဲ့ကြောင်းကိုလည်းအလေးပေးဖော်ပြထားပါတယ်။ ယူကရိန်းနဲ့ရုရှားတို့ရဲ့တစ်ဖက်နဲ့တစ်ဖက်ရဲ့စွမ်းရည်အခြေခံအဆောက်အအုံတွေကိုမတိုက်ခိုက်ဖို့ရပ်ပေါင်းသုံးတဲ့ကတိကတကယ်တော့ရုရှားအတွက်ပိုအဆင်ပြေနေပါတယ်။ပြီးခဲ့တဲ့၃နှစ်အတွင်းမှာကရုရှားကယူကရိန်းရဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးပြီးသားပါ။ပြီးခဲ့တဲ့လတွေတွင်ယူကရိန်းစစ်တပ်ဟာရုရှားနိုင်ငံတွေကရေနံချက်ဆက်ယုံတွေနဲ့လောင်စာဆီတိုးလောင်ယုံတွေကိုပိတ်မှတ်ထားခဲ့ပြီးမော်စကိုကိုပို့ပြီးတော့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေပေးခဲ့ပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုတွေကအထူးသဖြင့် ယူကရိန်းရဲ့လျှက်စစ်တပ်အားပေးဆက်ယုံတွေကိုထိမှန်စေခဲ့ပြီးအကြီးအကျယ်မီးပြတ်တောက်မှုတွေဖြစ်စေခဲ့တယ်လို့မကြသေးမီကသဘာဝတံငွေထုတ်လို့ရေးဆောင်းအုံတွေမှာလည်းအလားတူတက်ရောက်မှုတွေကိုတွေ့မြင်ခဲ့ရပါတယ်။တချိန်တည်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားကောင်းဆောင်ပူတင်တို့ရဲ့အရင်ကြားကအစည်းအဝေးပြီးရုရှားနဲ့ယူကရိန်းတို့ကမနေ့ကအကျဉ်းသားတွေကိုလဲလှယ်ခဲ့ကြပါတယ်။ကရင်မလင်ရဲ့ထုတ်ပြန်ချက်အရရုရှားက စစ်အကြင်သား185ဦးနဲ့ပြင်းထန်ဒဏ်ရာရစစ်သား22ဦးကိုယူကရိန်းစီလွှဲပြောင်းပေးခဲ့ပါတယ်။ယူကရိန်းကလည်းရုရှားစစ်အကြင်သား185ဦးကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ဒီနေ့လဲလှယ်မှုကိုဖြစ်မြောက်အောင်လှုံ့ဆော်ပေးတဲ့ကျွန်တော်တို့ရဲ့မိဖက်အားလုံးအထူးသဖြင့် RS စော်ပွားများပြည်တော်စုကိုကျေးဇူးတင်ပါတယ်လို့ယူကရိန်းကောင်းဆောင်ဇလန်စကီးကပြောပြီးစစ်အကြင်သားလဲလှယ်မှုတွေကအကြီးဆုံးတစ်ခုဖြစ်ခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ကျွန်တော်အစောပိုင်းမှာဖော်ပြခဲ့သလိုပဲ ူတင်ကသူ့ရဲ့အစည်းအဝေးမှာအခြေခံအဆောက်အအုံအပြစ်ခတ်ရစိုးကိုသဘောတူပြီးနိုင်ပိုင်းကြမှာရုရှားနဲ့ KF တို့ကြားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ American သမ္မတ Donald Trump ကရုရှားကြောင့် Ukraine စစ်ပွဲကတတိယကမ္ဘာစစ်အဖြစ်ပြောင်းသွားရင် American တပ်တွေပါဝင်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အင်္ဂါနေ့ကကရုရှား drone တိုက်ခိုက်မှုက Ukraine ရှေ့မြောက်ပိုင်းမြို့အစုမီမှာစေယုံနှယုံကိုပျက်စီးစေခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေမရှိပေမဲ့လူနာတွေနဲ့စေယုံဝန်ထမ်းတွေကိုရွှေ့ပြောင်းခဲ့ရပါတယ်။ ဒေတာထိုင်ရာအရှုတွေကဒေတာအုပ်ချုပ်ရေးမှုမိုလာကလာရှနစ်ကဗုဒ္ဓဟူးနေ့မှာအသက်60ရွယ်အမျိုးသားတဦးဒဏ်ရာရခဲ့ပြီးယူကရိန်းမြို့တော် KF အနီးတစ်ဝိုက်ကိုရုရှားလိုဒရုန်းနဲ့တိုက်ခိုက်နေချိန်မှာနေအိမ်ချို့ပျက်စီးခဲ့တယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်ထရန့်နဲ့ပူတင်တို့ရဲ့အစည်းအဝေးပြီးရုရှားကယူကရိန်းကိုဒရုန်း၄၀ကျော်ပစ်လွှတ်ခဲ့တယ်လို့ဇယ်လန်စကီးကဖော်ပြခဲ့ပါတယ်။ဇယ်လန်စကီးနဲ့သူ့ရဲ့ယာရှိတွေက မော်စကိုဟာယူကရိန်းမြို့တော်အပါအဝင်တခြားယူကရိန်းဒေသချို့ကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ပြီးတော့ယူကရိန်းစစ်တပ်ကဗိုလ်တော်ဟုနေမှာရုရှားကညာရင်းချင်းတိုက်ခိုက်မှုတွေမှာပြစ်လုခဲ့တဲ့ drone 145သင်းတွေက82စင်းကိုသူ့ရဲ့လေကြောင်းရန်ကာဝေးတပ်ဖွဲ့ကပြစ်ချခဲ့တယ်လို့ပြောပါတယ်။ဇလန်စကီကစစ်ပွဲကိုလုံးဝအဆုံးသတ်ဖို့ပထမဆုံးအဆင့်တွေထဲကတစ်ခုကစွန့်ရင်နဲ့တခြားအရသာအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုတွေကိုအဆုံးသတ်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမဲ့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးရူဘီယိုနဲ့ဝေါ်စတိုရဲ့ထုတ်ပြန်ချက်မှာဇယ်လန်စကီအကြံပြုထားသလိုအပြစ်ခက်ရစေးရေးမှာအယက်သားအခြေခံစောင့်အုံတွေပါဝင်မယ်လို့ဖော်ပြမှထားပါဘူး။အင်ဘူရိုသတင်းစာရှင်းလင်းပွဲအတွင်းအင်ဘူရိုအတွင်းရေးမှူးကာရိုလိုင်းလီဗစ်ကလည်းအသေးသေးအချက်လက်တွေမှာကွဲလဲမှုနဲ့ပတ်သက်ပြီးသတင်းသမားတွေရဲ့ရှင်းလင်းချက်တောင်းတဲ့မေးခွန်းတွေကိုဖြေကြားဖို့ညှိဆိုင်ခဲ့ပါတယ်။ American နဲ့ Ukraine ကြားတပ်ထုသဘောတူညီချက်ကဆက်လက်ရှိနေသေးသလားလို့မေးတဲ့အခါ Livik က ပဋိပက္ခကရေရှည်ငိမ့်ရေးသဘောတူညီချက်စီဥတည်နေတာကြောင့်နှစ်ဖက်စလုံးကအဲ့ဒါကိုဆုံးလွတ်ခဲ့တယ်လို့ပြောပါရယ်။အင်ဖြူရယ်ရဲ့ထုတ်ပြန်ချက်မှာယူကရိန်းကိုထောင်လိုင်းရင်းနဲ့လက်နက်တွေပေးပို့တာကိုရပ်တန့်ဖို့ဆိုရက်ခရမလင်ရဲ့တောင်းဆိုချက်ကိုအမေရိကန်ကငြင်းပယ်ခဲ့တယ်လို့လည်းဆိုပါရယ်။အမေရိကန်နဲ့ယူကရိန်းကြားထောင်လိုင်းရင်းမျှဝေမှုအားလုံးဆက်လက်ရှိနေမယ်လို့လီဗစ်ကဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါရယ်။ဒီဖြစ်ပေါ်တိုးတက်မှုတွေကမော်စကိုနဲ့ကီယက်တို့ကအရက်သားပြစ်မှတ်တွေနဲ့အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်တယ်လို့တစ်ဖက်ကိုတစ်ဖက်ဆွဆွဲပြီးနောက်ဖြစ်ပေါ်လာတာပါ Rubio နဲ့ Wasto ရဲ့အဆိုအရဇလန်စကီးကယူကရိန်းမှာရဲသားတွေကိုကာဝယ်ဖို့ Patriot ဒုံးကြီးစနစ်တွေအပါဝင်နောက်ထပ်လေကြောင်းညံကာကွယ်ရေးစနစ်တွေပန့်ပိုးပေးဖို့ Trump ကိုတောင်းဆိုခဲ့ပါကြောင်းသိရပါတယ်ပြီးတော့ Trump နဲ့ Zelensky တို့ကယူကရိန်းရဲ့လျှက်စစ်တပ်အားပေးထောက်ပံ့မှုနဲ့နျူကလ ియర్ တပ်အားပေးစက်ရုံတွေအကြောင်းကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ Rubio နဲ့ Wasto ကပြောခဲ့ပါတယ် စည်ရေးကူညီတွေလိုအပ်နေစဉ်ယူကရိန်းလူများသိအောင်လှုပ်ထားတဲ့ထရန့်ပူတင်အစည်းအဝေးကယူကရိန်းနိုင်ငံရေးလုပ်ငန်းစဉ်မှာထူးဖောက်မှုမဖြစ်စေခဲ့ပေမဲ့ရှေ့ကိုဆက်လက်တိုးတက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဟုတ်ပါတယ်။ဒါကနှစ်ဖက်စလုံးကနောက်ရက်ပေါင်း30တွင်အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်တာတွေကိုရှောင်ကြဉ်ကြမယ်လို့သဘောတူညီပြီးနိုင်ပိုင်းတွင်နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့ပုံရပါတယ်။ဒါကြောင့်သဘောတူညီချက်ကတည်မြဲမယ်ဆိုတဲ့အာမခံချက်လက်ရှိမှာမရှိပါဘူး။ ဒါပေမဲ့မော်စကိုနဲ့ကီယက်တို့ကအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့သဘောတူညီချက်ကိုလိုက်လာမယ်ဆိုရင်ဒါဟာရုရှားရဲ့အရေးပါတဲ့လိုက်ရောချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ယူကရိန်းကလည်းရုရှားအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာရပ်တန့်မှာဖြစ်ပေမဲ့ရုရှားရဲ့ယူကရိန်းပေါ်တိုက်ခိုက်မှုတွေကပိုပြီးအပြည့်အစည်းများလေလို့ပါ။ဒါကြောင့်ယူကရိန်းနဲ့ပြင်သစ်တို့ကလွန်ခဲ့တဲ့လကပထမဆုံးချိန်အတလူရပ်တန့်မှုအဆိုပြုံးကရုရှားကလက်မခံခဲ့ပါဘူး။ဒီတိုက်ခိုက်မှုတွေကိုခဏရပ်လိုက်ရင် ယူကရိန်းရဲ့သားထိခိုက်သေးဆုံးမှုတွေကိုလည်းရှော့ချပေးနိုင်မှာဖြစ်ပါတယ်။ Trump ကအပြစ်ခတ်ရစရေးတွင် American ကယူကရိန်းကိုလက်နက်ထောက်ပံ့မှုရပ်တန့်မှုရုရှားရဲ့တောင်းဆိုချက်ကိုလက်မခံခဲ့ပါဘူး။တစ်ဖက်မှာလည်းရုရှားကမြေပြင်စစ်ပွဲကသူ့ရဲ့လမ်းကြောင်းတိုင်းဆက်လက်ဖြစ်ပွားနေတာကြောင့်ဂျပန်သုံးနိုင်ငံကျေပြကျေပြတဲ့အပြစ်ခတ်ရစရေးတွင် American နဲ့ယူကရိန်းရဲ့တောင်းဆိုမှုကိုဆက်လက်ညှင်းပယ်နေသေးပါ။ Cast Data မှာနောက်ဆုံးအရေးနှိမ့်မှုတွင် ယူကရိန်းရဲ့ဆုံးရှုံးမှုအတိအကျကိုကျွန်တော်တို့မသိရသေးပေမဲ့အတော်များပုံရပါတယ်။ယူကရိန်းစစ်တပ်ကိုသူတို့အခြေချထားတဲ့ရုရှားနယ်မြေရဲ့အပိုင်းအစကနေမောင်းထုတ်နိုင်ပြီဆိုရင်မော်စကိုကသူ့ရဲ့အရန်တပ်ဖွဲ့အလုံးကိုဒွန်ဘတ်စ်မှာထိုးစစ်ဆင်ဖို့အတွက်အေးအေးဆေးဆေးလွှင့်နိုင်တော့မှာဖြစ်ပါတယ်။ဒါကဘလောက်ထိမြေမြဲဆန်းဆန်းဖြစ်သွားမလဲဆိုတာပြောဖို့မဖြစ်နိုင်ပါဘူး။ယူကရိန်းကိုအမေရိကန်ရဲ့စစ်ရေးကူညီကပြန်လည်စတင်ခဲ့ပြီးဥရောပအကူအညီကလည်းဆက်လက်ရှိနေပေမဲ့ အသာသီးရတာကတော့ရုရှားဘက်မှာပဲရှိနေပါသေးတယ်။အကောင်းဆုံးအနေနဲ့ KF ကပြီးခဲ့တဲ့နှစ်ကပုံစံကိုဆက်လက်လှုပ်ဆောင်ဖို့မျှော်လင့်နိုင်ပါတယ်။အဲ့ဒီအချိန်တုန်းကယူကရိန်းစစ်တပ်ကတနေရာကနေတနေရာကိုအလွန်နှိပ်ကွေးတာထုတ်ခွာခဲ့ပြီးအကြီးအကျယ်ထိခိုက်သေးဆုံးမှုတွေမဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပိုပြီးကြီးမားတဲ့ယူကရိန်းရဲ့အရေးနှိမ်မှုဖြစ်နိုင်ခြင်းကိုလည်းမျက်ကွယ်ပြုထားလို့မရပါဘူး။ ။ဒါကြောင့်ယောဘသမကနဲ့ဖြီးတိန်တို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်လက်ရှိချင်းကမှုကယူကရိန်းရဲ့နေရာကနေဆိုနည်းနည်းတော့တန်တရားရှိစရာကောင်းနေပါတယ်။ဘာလို့လဲဆိုတော့ဥယောပသမကရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကယူကရိန်းအစိုးရကိုမျှော်လင့်ချက်အမှားတွေဖြစ်စေနိုင်မှာမို့လို့ပါ။ဥယောပမှာဟာမိတွေကလက်ရှိမှာတော့ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေကိုပံ့ပိုးပေးဖို့ဆန္ဒရှိသူတွေပေါင်းပြီးညွန်ပေါင်းဖွဲ့မယ်လို့ပြောဆိုနေကြပါတယ်။ဒါကတေတာပေါက်ဖြစ်လာမှာမဟုတ်ပါဘူး။ ဥရောပသမဂ္ဂအစိုးရအတော်များများကအဲ့ဒါကိုပုံမှန်လင်းလင်းကန့်ကွက်နေကြပါတယ်။ရုရှားအစိုးရကအဲ့ဒါကိုထက်ခါတလဲလဲညှိမဲ့ခဲ့ပြီးငြိမ်းချမ်းရေးထိမ့်သိမ့်သူတွေဟာကြားနေနိုင်ငံတွေဖြစ်ရမယ်လို့အခိုင်အမာပြောခဲ့ပါတယ်။အဲ့ဒီလိုတပ်ဖွဲ့ကိုတီထောင်မှုပူးပေါင်းလှုပ်ဆောင်နေတဲ့ပြင်သစ်နဲ့ပြည်တိုင်အစိုးရကအမေရိကန်ရဲ့နောက်ခံအထောက်ပံ့ဒါမှမဟုတ်အာမခံချက်နဲ့သာဖြစ်နိုင်တယ်လို့ပြောနေပါတယ်။ Trump ကဒါကိုညှိမဲ့ခဲ့ပါတယ်။အကယ်၍အဲ့ဒီယူရချက်ကတကယ်မဟုတ်ရင်တော့ မော်စကိုနဲ့အပေးယူလုပ်ဖို့အတွက်ကရိယာတစ်ခုတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါကရုရှားရဲ့ညှိနှိုင်းဖို့ဆန္ဒရှိမှုပေါ်မှာမူတည်ပါလိမ့်မယ်။ပြီးတော့သူတို့ကဒါကိုအလေးနက်ထားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်မမြင်ရင်ဒါကအလဟတ်တာဖြစ်သွားမှာပါပဲ။အထက်စီးကနေတောင်းဆိုနေတဲ့ရုရှားအပြည့်ဝအပြည့်ခက်ရစေးကာလအတွင်းရုရှားကသူ့ရဲ့စည်ရေးအသာဒီရနိုင်မှုအတွက်ဂျော်ဂျီဖြစ် ယူကရိန်းစီအနောက်တိုင်းစီရေးကူညီတွေရပ်တန့်ပေးဖို့ကိုဆက်လက်တောင်းဆိုနေပါတယ်။ Trump အစိုးရကသဘောတူနိုင်ပေမဲ့ဥရောပသားတွေကတော့တေချာပေါက်သဘောတူမှာမဟုတ်ပါဘူး။မော်စကိုကပြစ်ခတ်ရစဲကိုသဘောတူညီချင်းမပြုမီငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အစိပ်ပိုင်းများသောကိုတတ်နိုင်သမျှတိကျသောသတ်မှတ်ထားဖို့လည်းလိုလားနေပါတယ်။ Trump နဲ့ Putin တို့က American Russia ဆက်ဆံရေးတိုးတက်အောင်လှုပ်ဆောင်ဖို့ဆွေးနွေးခဲ့ကြသလိုဒါကရုရှားပေါ်လက်ရှိ ူရောပါဆွေးနွေးမှုနဲ့အလွန်ကွဲပြားပြီးမော်စကိုတွင်အရေးကြီးတဲ့ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ရုရှားတွက်ပြဿနာကရုရှားလိလသူတူပြောခဲ့တယ်လို့အမေရိကန်နဲ့ဘယ်သဘောညီချက်ကိုမဆိုလေးနှစ်တန်းသာရှိနေတာပါ။ဆိုလိုတာကနောက်ရွေးကောက်ပွဲတွေအပြီးအမေရိကန်အစိုးရအသစ်ကအဲ့ဒါကိုဖျက်ဆီးနိုင်ပါတယ်။ဒါကြောင့်ရုရှားတွေကဘယ်သဘောညီချက်ကိုမဆိုတက်နိုင်တဲ့မြတ်ပုံစံကြကြအသေးစိတ်ကြကြနဲ့နိုင်ငံတကာကတရားဝင်ဖြစ်အောင်လုပ်ဖို့ကြိုးစားရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ပူတင်ကယူကရိန်းရဲ့သိမ်းပိုက်ထားတဲ့နေမျိုးတွေကိုအတိမတ်ပြုဖို့ထရန့်ကိုဖိအားပေးနေတယ်လို့လည်းသတင်းရပါတယ်။နီးစက်တဲ့သတင်းချင်းမြစ်တွေကသမရဗလာဒီမာပူတင်ကနောက်ထပ်နေမျိုးတွေမသိမ်းပိုက်ဖို့ကတိပေးပေမဲ့အဲ့ဒီအစားရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနေမျိုးကိုအတိမတ်ပြုပေးဖို့အမေရိကန်သမရဒေါ်နယ်ထရန့်ကိုဖိအားပေးနေတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ရုရှားက2022ခုနှစ်စက်တင်ဘာလမှာယူကရိန်းရဲ့ခါဆွန်ဇာပိုရီဇီးယားနဲ့ လူဟန်စ်ဒေတာတွေကိုသိမ့်ပိုက်ကြောင်းကြီးညာခဲ့ပေမဲ့အဲ့ဒီအထက်ကဘယ်ဒေတာကိုမှအပြည့်အဝထိန်းချုပ်နိုင်ခဲ့တာမရှိပါဘူးမော်စကိုက2014ခုနှစ်မှာလဲခရိုင်းမီးယားကျွန်းတွေကိုအတင်းအဓမ္မသိမ့်ပိုက်ခဲ့ပြီးဖြစ်ပါတယ်သတင်းရင်းမြစ်တွေအရယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အမေရိကန်နဲ့ရုရှားတို့အကြားလက်ရှိညှိနှိုင်းဆွေးနွေးမှုတွေဟာရုရှားကရရှိထားတဲ့အရာတွေကိုပြန်ဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဝါရှင်တန်ကဒေတာ၅ခုစလုံးကိုရုရှားနိုင်ငံဖြစ်အတိမတ်ပြုပေးဖို့အာရုံစိုက်နေတယ်လို့သိရပါတယ် ရုရှားစစ်မှုလုပ်ငန်းရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များတမကရဲ့နှစ်ပတ်လည်ကွန်ကရစ်အပြီးပူတင်ရဲ့သတင်းစကားကိုကိုးကားပြီးဒီအသိအမှတ်ပြုမှတ်ကမကြခင် ဖြစ်လာရင်ရုရှားကအိုဒက်ဆာနဲ့တခြားယူကရိန်းနယ်မြေတွေကိုတောင်းဆိုမှာမဟုတ်တော့ဘူးလို့သိရပါဗျ။မိဖက်ဆက်ဆံရေးပြပြချင်းရဲ့အကျိုးဆက်တွေတဖက်မှာလည်းပူတင်ဘောထရန့်ရဲ့ယုံကြည်မှုကအမေရိကန်ကိုအဓိကသဘောတူညီချက်တစ်ခုဆုံးရှုံးစေခဲ့ပါဗျ။ အမေရိကန်ရဲ့တက်တန်းအရှိတအသုံးမဟာမိတ်ဆက်ဆံရေးတွေကိုတုံ့ထုတ်စေတာကအမေရိကန်စီးရေးဆက်မှုလုပ်ငန်းစုကိုအကြီးအကျယ်ကုန်ကျသည့်တွေဖြစ်စေပါတယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဖွန်ဒါလီယန်ကကျွန်တော်တို့ကဥရောပကော်မရှင်တွေကိုပို့ဝယ်ရမယ်အဲ့ဒါကဥရောပကာဝေးရေးနီးပညာနဲ့ဆက်မှုအခြေခံကိုအားကောင်းစေရလို့ဆိုလိုပါတယ်လို့ဗုဒ္ဓဟူးနေ့မှာကြေညာခဲ့ပြီးဥရောပသမဂ္ဂရဲ့ကာဝေးရေးလက်နက်ဝယ်ယူမဲ့အစီအစဉ်တွေတဲကနေအမေရိကန်လက်နက်ထုတ်လုပ်သူတွေဖိတ်ထုတ်ခံခဲ့ရပါတယ် ဲ့ဒီအစားဥရောပသမဂ္ဂကရုရှားနဲ့ဖြစ်နိုင်တဲ့ပြည်ပခအတွက်ပြင်ဆင်နေချိန်2030ခုနှစ်အထိဒေါ်လာဘီလီယံ800ကျော်300ဆွဲကိုရည်ရွယ်တဲ့စီးရေးအစီအစဉ်တွေကို တောင်ကိုရီးယားနဲ့ဂျပန်ကိုရွေးချယ်ခဲ့ပါတယ်။အမေရိကန်လက်နက်ထုတ်လုပ်သူတွေရဲ့ရောင်းချရေးအစိုးပြချက်တွေကအရင်အစိုးရတွေလက်ထက်ကလို့ဆွဲဆောင်မှုမရှိတော့ပါဘူး။ဆယ်စုနှစ်ပေါင်းများစွာအမေရိကန်တိုက်လေယာဉ်တွေနဲ့လက်နက်တွေကိုဝယ်ယူတာကဥရောပမဟာမိတ်တွေရဲ့ရွေးချယ်မှုဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့ထရိုင်ယယ်လို့ရကြတဲ့ မိဖက်ဆက်ဆံရေးကအရန်ကိုထိခိုက်သွားပြီးအမေရိကန်ဘောယုံကြည်ကိုးသားမှုတွေလျော့နေသွားပါပြီ။ထရမ့်ရဲ့ရေးကြီးတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းယူကရိန်းသမ္မတဗလာဒီမာဇလန်စကီးပေါ်တုံ့လောက်ဖွယ်ရန်လိုမှု သူ့ရဲ့အထိပ္ပယ်မရှိတဲ့ကုံသွေးရေးစစ်ပွဲဂရင်းလန်ကိုတင်ပိုက်ဖို့သူ့ရဲ့ချိန်ချောင်းမှုတွေကီယက်ကိုစစ်ရေးအရင်းမြစ်တွေနဲ့ထောက်လှမ်းရေးတွေကိုရပ်ဆိုင်းပြီးဖယ်ရှားဖို့သူ့ရဲ့ရုတ်တရက်ဆုံးဖြတ်ချက်တွေနဲ့ကနေဒါကိုနိုင်ငံရဲ့၅၀တခုမြောက်ပြည်နယ်ဖြစ်လို့ဖို့ သူ့ရဲ့အခိုင်အမာပြောဆိုမှုတွေကအမေရိကန်ရဲ့ကာကွယ်မှုယုံကြည်စိတ်ချရမှုကိုမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။အမေရိကန်စာချုပ်တွေကိုဖျက်သိမ်းဖို့စဉ်းစားနေတဲ့နိုင်ငံတွေထဲမှာဥရောပနိုင်ငံတွေပဲပါတာမဟုတ်ပါဘူး။ကနေဒါဝန်ကြီးချုပ်မတ်စကာနီကဗုဒ္ဓဟူးနေ့မှာ2023ခုနှစ်က Lockheed Martin ကနေဝယ်ယူထားတဲ့လုတ်ထားတဲ့ F-35 လျှို့ဝှက်တိုက်လေယာဉ်ဓာစင်ပေါင်းများစွာအတွက်ဒေါ်လာ73.3ဘီလီယံစာချုပ်ကိုဘူမိနိုင်ငံရေးအကြောင်းအကြောင်းပြချက်တွေနဲ့ ကနေဒါမှာလင်းရင်ထုတ်လုပ်တော့မဲ့ဖြစ်နိုင်ကြရေကြောင့်ပြန်လည်သုံးသပ်နေတယ်လို့ကြေညာခဲ့ပါတယ်။ပေါ်တူဂီကလည်းပြီးခဲ့တဲ့ပတ်ကအလားတူအစည်းအဝေးတွေကိုကြေညာခဲ့ပြီးသူ့ရဲ့တပ်တန်းရင်လေတပ်ကို အမေရိကန်လုံထုတ်ကုန်တွေနဲ့အစားထိုးမလားဆိုတာကိုဝေဖွဲမြဖြစ်နေပုံရပါတယ်။နိုင်ငံခြားရောင်းချောက်မှုချို့ကအမေရိကန်လက်နက်လုပ်ငန်းတွေအရေးပါပါတယ်။တမိုင်းကြောင်းကြာဥရောပ သမဂ္ဂကာကွယ်ရေးအသုံးစရရဲ့၃ပုံ၂ပုံကအမေရိကန်လက်နက်ကုမ္ပဏီတွေစီရောက်သွားပါတယ်။ ဒါကိုဆုံးရှုံးတာကအမေရိကန်စီးပွားရေးအတွက်အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီး Trump ကဘယ်လိုကင်တွယ်သွားမလဲဆိုတာတော့မသိသေးပါဘူး။သူလုံနိုင်ပါမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။